ပါခင်ဗျာ MCN သတင်းဌာနရဲ့နေစဉ်ရုပ်သံအစီအစဉ်ကကြိုဆိုပါရစေဒီကနေ့မြန်မာတက္ကသိုလ်1389ခုနှစ်ဝါဆိုလ9ရက်ခရစ်နှစ်1989ခုနှစ်ဇွန်လ30ရက်တောက်ကြနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့မှရှုစားကြရမယ့်သတင်းလေးမှာဆိုရင်တော့ The Void Area ကျုပ်ဦးကျော်မင်းဆွေအမှု၄ချိန်မြောက်အာမခံပယ်ချခံရတဲ့သတင်း တောင်သူလယ်သမားတွေကိုမတရားဖမ်းဆီးမှုတွေပိုများလာတဲ့အကြောင်းအီရန်တပ်ဖွဲ့တွေမိုဆူးမြို့က NUR ဘလီကိုပြန်လည်သိမ်းပိုက်ခဲ့တဲ့တဲ့။စားတဲ့တဲ့နဲ့သူတခြားထူးခြားတဲ့ပြည်တွင်းပြည်ပတဲ့တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့ Divide Channel မှာဖော်ပြခဲ့တဲ့ကြည်တော်သူတစ္ဆာတေယောသာကိစ္စနဲ့ပတ်သက်ပြီး66ဂါကြီးနဲ့ တရားစွဲဆိုခံထားရတဲ့အေရာကျော်ဦးကျော်မင်းဆွေရဲ့ဒီကနေ့ဇွန်လ30ရက်နေ့လေးချိန်မြောက်ရုံးထုတ်မှာအာမခံကိုထပ်မံပယ်ချခံလိုက်ရပါတယ်။မြို့နယ်တရားသူကြီးဒေါ်ထရဖီအောင်ကလုံခြုံရေးရဆိုပြီးသတင်းမီဒီယာတွေကိုသတင်းယူခွေထပ်မံပိတ်ပင်ခဲ့ပြီးတရားခွင်ကိုလည်းလေးလာသူ20ဦးသာပေးဝင်တယ်လို့ဗဟန်တရားရုံးကဝန်ထမ်းတွေကပြောပါတယ်။ဦးကျော်မင်းဆွေကတရားရုံးအခြေအနေကိုစောင့်ကြည့်ရမယ်လို့လည်းပြောခဲ့ပြီး DVB နဲ့ ARD သတင်းဌာနတွေကသတင်းတော့တွေဖန်ခံရတာကိုလည်းစိတ်မကောင်းဘူးလို့ပြောခဲ့ပါတယ်။ တည့်ရလို့မလာတဲ့အတွက်အမှုစစ်တာတော့ပြုတ်လုခဲ့ခြင်းမရှိခဲ့ပါဘူး။နောက်ထပ်ယုံချင်းကိုလည်းဇွန်လ9ရက်နေ့မှာပြန်ချိန်ဆလိုက်ပါတယ်ခင်ဗျာ။ပြည်သူအများစုထိခိုက်မယ်ဆိုရင်ကြောင်မီးသွေးစီမံကိန်းတွေကိုကန့်ကွက်သွားမယ်လို့ပြည်တော်စုဝန်ကြီးဦးအောင်ဝင်းကပြောပါတယ်။ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းတော်ဖြိုးသက်ပိုင်မြင့်ကပေးပို့ထားပြီးအောင်ကျော်မိုးကတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ကြောင်မီးသွေးကနေလျှက်စစ်တအားထုတ်လို့မဲ့စီမံကိန်းဟာပြည်သူလူထုနဲ့တဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နေနာမှုရှိပါကကောင်းမွန်တဲ့နီလန်တစ်ခုဖြစ်ပြီးပြည်သူတွေကိုထိခိုက်မယ်ဆိုပါကလက်ခံတော်မှာမဟုတ်ဘူးလို့ဇွန်လ30ရက်နေ့ကပြုလုပ်တဲ့အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးပြီးသတင်းမီဒီယာတွေနဲ့တွေ့ဆုံစီမှာတရံတရားနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးရာဝန်ကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့တော့လူတွေတော့လူတွေလူတွေတော့အနေရှိတာမရှိဘူးတို့တော့လည်းပဲခုနကလူလူတွေလည်းအနေမရှိဘူးတဘာဝလည်းအနေမပြည့်စည်ဘူးလူတွေလည်းကောင်းနေဆုံးတော့မနဲ့ကောင်းတာပါ ဒါဆိုတော့ဒီလေလဲကျွန်တော်ပြည့်တယ်မျက်စိပေါ်များသုံးပါတယ်အရေးကြီးတာကလုပ်တဲ့လုပ်ငန်းတွေလုပ်ငန်းတိုင်းတွေဒီဒေသမှာရှိတဲ့လူတွေနဲ့ဥပဝင်းချင်အနေမပြုဘူးဆိုလို့ရှိရင်နေရာမရှိကျွန်တော်ထောက်ခံတယ်အဲ့ဒီပုံလဲကျွန်တော်ဒါထောက်ခံနေပြောတာပေါ့ဒါမဲ့ဘယ်လိုပြောကြောင်း EIA SIE ENDIE ပေါ့ဗျာဒါဒီလောက်ရမှာလောက်ပြီးတော့မှဒါအဖြစ်ဘုက္ခုမသိဘူးဒါဆိုသိနေပေါ့ဆုံးဖြတ်ပါအရင်ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်းကြောင်မီသွေးကနေလျှက်စစ်တာအားထုတ်လို့စီစဉ်ခဲ့ပေမဲ့ ပြည်သူအများစုအပါအဝင်တဘာဝပဝင်းကျင်ချစ်မြတ်နိုးကြတဲ့အဖွဲ့အစည်းတွေကကန့်ကွက်ခဲ့ကြတာကြောင့်အောင်မြင်ခဲ့ပါဘူး။နိုင်ငံရဲ့လျှက်စင်းတဲ့စွမ်းအင်လိုအပ်ချက်တွေကိုဖြစ်တင်းနိုင်ဖို့အတွက်ဒီကြောင်မီးသွေးစက်ရုံစီမံကိန်းတွေကိုလက်ရှိအစိုးရလက်ထက်မှာအသက်သွင်းဖို့ပြင်ဆင်နေပြီးစက်ရုံတည်ဆောက်မှုအပိုင်းဟာသူနဲ့မဆိုင်မိမဲ့ကြောင်မီးသွေးစက်ရုံတွေကလည်းမြေ၊ရေ၊လေတဘာဝပဝင်းကျင်ကိုထိခိုက်မှု ရှိမရှိတေချာစစ်ဆေးသွားမှာဖြစ်တယ်လို့လည်းပြည်အောင်စုဝန်ကြီးကပြောပါရယ်။ ဲ့ပုံမှာ EIR ရဲ့အစာရည်စာရည်အပတ်များကိုကျွန်တော်စူဇန်စူဇန် EMB ပေါ့အစာရည်ဟာအဲ့စူဇန်စစ်စီရဲ့အမှုပေါ့ဆိုတော့ကျွန်တော်ကအကယ်၍ဖြစ်လာပြီဆိုလို့ရှိရင်ကတော့တိဆောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒါစစ်ဆေးပေးရမယ်ကျွန်တော်အဲ့လိုရှိပါလက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့လူဦးရေ38ရာခိုင်နှုန်းသာလျှက်စစ်မီအသုံးပြုနိုင်သေးပြီး နိုင်ငံရဲ့လျှက်စစ်ဓာတ်အားသုံးစွဲမှုပမာဏဟာ20မဂါဝတ်400ကနေ900အထိတိုးတက်နေတယ်လို့လျှက်စစ်တူဝင်ကြီးကအခုတစ်ပတ်အတွင်းမှာပြုလုပ်ခဲ့တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်ခင်ဗျာပန်းလုံငန်းစနစ်နဲ့မိုဘိုင်းပလက်ဖောင်းအသုံးပြုပြီးအစုရှယ်ယာတစုကို1500ကျက်နဲ့အတိုးနှုန်းအမြင့်ပေးပြီးလိန်လေရောင်းချနေတဲ့ Subson Capital Limited ကိုစီမံကိန်းနဲ့ဗန်ဒိုင်းဝင်ကြီးဌာနကဆက်လက်မလုပ်ဆောင်ဘူးနဲ့ လှုပ်ဆောင်ရေးအေးအေးယူမယ်လို့ကြေညာလိုက်ပါတယ်ရန်ကုန်မန္တလေးအေရဝတီတနင်္သာရီတိုင်းတွေမှာ SCL ကရောင်းချနေမှုဟာငွေကြေးတက်သေးကန်လက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေအရဆောင်ရွက်ခွင့်မရှိတဲ့လုပ်ငန်းဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ဆက်လက်ရောင်းချနေတာတွေကိုတွေ့ရှိလေနစ်နာမှုရှိလို့တိုင်ကြားလို့လေအမှန်27မြင်းဆောင်25စုလေဖျားလန်းနဲ့ကုံတယ်လန်းတော့မှရှိတဲ့ငွေချေးတက်တည်ခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးကိုတိုင်ကြားနိုင်ပါတယ်ခင်ဗျာ အကျဉ်းထောင်အတွင်းမှာညှိမှန်းနှိပ်စက်မှုကျူးလွန်သူတွေကိုအရေးယူမှသာညှိမှန်းနှိပ်စက်မှုတွေပပျောက်သွားနိုင်တယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးအသင်းကပြောပါတယ်ဒီသတင်းကိုတော့ပြည်တွင်းသတင်းသဘုံအနေနဲ့တင်ဆက်ပေးထားပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာလူလူချင်းအနိုင်ကျင့်ညှိမှန်းနှိပ်စက်မှုတွေဟာအစိုးရဆုံးလူခွင့်ရေးချိုးဖောက်မှုမှာပါဝင်နေပြီးညှိမှန်းနှိပ်စက်မှုတွေကိုအကျဉ်းထောင်တွေမှာအများဆုံးကျူးလွန်ကြတာဖြစ်ပါတယ်အဲ့လိုကျူးလွန်နေသူတွေကိုပြစ်ဒဏ်ကကင်းလွတ်ခွင့်ပေးနေရင်ဆက်လက်ကျူးလွန်ဖို့တွန်းအားပေးသလိုဖြစ်တယ်လို့ နိုင်ငံရေးကြီးတန်းပြကူညီဆောက်ရှောက်ရေးအသင်းကကိုအောင်မျိုးကျော်ကဇွန်လ29ရက်နေ့ကရန်ကုန်မြို့ဆမ်မစ်ဘဗျူဟိုတယ်မှာပြုလုပ်တဲ့ညှဉ်းပန်းနှိပ်စက်မှုများမြန်မာနိုင်ငံတွင်ရပ်တန့်ရေးနှင့်ဥပဒေဆိုင်ရာမူပေါင်းများဆွေးနွေးပွဲမှာပြောတာပါအရင်အရင်မြန်မာနေဆက်မှုကျူးလွန်ခဲ့နေကျူးလွန်ခဲ့တဲ့သူတွေဒီအပြစ်ပေးအေးအေးယူခံရခြင်းရနေပြီးတော့ကင်းလူခွင့်ရနေတဲ့ဒလိကြီးကကျွန်တော်နိုင်ငံမှာရှိနေအဲ့ဒီဒလိကြီးကိုဖျောက်ပြီးတော့အရင်အရင်ကမြန်မာနေဆက်မှုကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေးအရေးကြီးတယ်လှုပ်လိုက်မယ်ဆိုလို့ရှိရင်နောက်မှာညမနေဆက်မှုကျူးလွန်မဲ့သူတွေကငါတို့အခုချိန်မှာငါတို့လုပ်ပိုင်ခွင့်ရှိလို့ညမနေဆက်မှုလုပ်ရင်တောင်မှတစ်ချိန်မှာငါတို့အရေးခံရလိမ့်မယ်ဆိုတဲ့အသိဉာဏ်သွားလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီညမနေဆက်မှုကညှော့နေလာမယ်ကျော်နေလာပြီလို့ရှိရင်ကျွန်တော်နိုင်တဖြည်းဖြည်းနဲ့မြန်မာနိုင်ငံမှုလုံးဝကင်းစင်တဲ့နိုင်ငံတော်နိုင်ငံအဖြစ်ကိုကြောက်သွားပြီးတော့ကမ္ဘာလေးမှာတကယ်မြန်မာ့ခါနေနိုင်ငံဖြစ်ပြီ။အဲ့လိုညှိမှန်းနှိပ်စက်မှုတွေပြုလုပ်နေကြတာတရားဥပဒေစိုးမိုးမှုအားနေပြီး ဥပဒေကိုထိထိရောက်ကင်တွယ်မှုမရှိတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ယုံကြည်ချက်ကြောင့်အကျဉ်းချခံဘူးသူဒေါ်မာနီကပြောပါတယ်။လက်ရှိအခြေအနေမှာဆိုရင်အရင်နှုန်းတဲ့ကွာပေါ့အရင်စစ်သွားလက်ထက်တဲ့ကွာဒီချိုးပေါက်ခံနေရတာပေါ့နော်။ဒီနှစ်ပိုင်းမှာမှဒီဘက်ဆိုရလက်ထက်မှာတော့နည်းနည်းပေါ်ပေါ်ထင်နေတော့တိတိတသာတော့ဆွတ်ထုတ်လာနိုင်သွားတယ်ပေါ့နော်ဟို ပေါ့အမလို့ဆိုလို့ရှိရင်တည်းကအရင်အနီလို့ဆိုလို့ရှိရင်အရင်အစိုးရလက်ထက်တဲ့ကွာဒီကိစ္စတွေကိုလုပ်လို့ပါလေလုပ်လုပ်ရတာတော့ငွေများတရားနိုင်တကယ်တမ်းပုံဝင်လေးလေးပြောရရင်တရားဥပဒေစိုးမိုးမှုမရှိလို့ဥပဒေဒီပြည်ပြည်ပြင်ပြင်မကင်တွယ်လို့အဲ့ဒါကြောင့်မလို့ဒီကနေ့ဒီတော့အချိုးဖောက်ခံနေရတယ် ကုလသမဂ္ဂညှဉ်းပန်းနှိပ်စက်မှုစန့်ကျင်ရေးသဘောတူစာချုပ်ကိုလွှတ်တော်ကထောက်ခံအတည်ပြုပေးခဲ့ပေမဲ့အရင်သမရဦးသိန်းစိန်လက်ထက်တက်တန်းကုံဆုံးတဲ့အထိလက်မှတ်မရေးထိုးနိုင်ခဲ့ပါဘူးလက်ရှိဆိုရတဲ့လက်ထက်မှာတော့အဲ့ဒီစာချုပ်ကိုလက်မှတ်ရေးထိုးဖို့လွှတ်တော်ကိုယ်စားလှယ်တွေကိုဖိတ်ကြားပြီးဆွေးနွေးပွဲတစ်ခုပြုလုပ်သွားဖို့လည်းရှိနေပါတယ်ခင်ဗျာတောင်သူလယ်သမားတွေကိုမတရားဖမ်းဆီးမှုတွေများပြားလာတယ်လို့မန္တလေးတိုင်းဒေသကြီးကတောင်သူတွေကဝေဖန်လိုက်ပါတယ် ဒီသတင်းကိုတော့ MCM မန္တလေးသတင်းတော်ညံလင်းထုကပေးပို့ထားပြီးကေတွေအတင်ဆက်ပေးထားပါတယ်ခင်ဗျာမန္တလေးတိုင်းဒေသကြီးအတွင်းကလေယာဉ်မြေသိမ်းဆီးခံရတဲ့ထောင်ထဲချီတဲ့တောင်သူတွေကမန္တလေးမြို့မန္တလေးတောင်ခြေကကုသတော်ဖျားမြေကွက်လက်မှာဇွန်လ29ရက်နေ့ကစုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်ပြူးလင်မြို့နယ်မတရားမြို့နယ်စင်ကိုင်မြို့နယ်ပသိမ်ကြီးမြို့နယ်တွေပါဝင်မြို့နယ်တီးတီးကမြေသိမ်းခံတောင်သူတွေဟာသူတို့ရဲ့မြေပြန်လည်ရရှိဖို့နဲ့ဖမ်းဆီးခံရတဲ့တောင်သူတွေပြန်လည်လွတ်ပေးဖို့အတွက်အခုလိုဆန္ဒဖော်ထုတ်ခဲ့ကြတာပါ ဟိုကျွန်တော်ကလည်းဟိုကျွန်တော်တို့ဥလေးတွေမြေသိမ်းတယ်လို့ကျွန်တော်တို့ဥလေးတွေမြေသိမ်းမယ်ကျွန်တော်တို့ပညာရေးတွေဆုံးရှုံးသွားတယ်လူမှုရေးတွေဆုံးရှုံးသွားတယ်ဟိုမိသားစုစာဝင်းတွေတွေကျမ်းမာရေးတွေအကုန်လုံးချိုးတက်သွားတယ်ဒါကမြေသိမ်းတာတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့တောင်သူလယ်သမားတွေရဲ့ဘဝကိုရိုက်ချွတ်လိုက်တာပဲအဲ့တော့ကျွန်တော်တို့ကဒါဟိုကိုမြေကိုပြန်ယူတယ်ကိုမျိုးကိုတောင်းဆိုတယ်ကျွန်တော်တို့ဒါ2012ဟိုကုသိုလ်စဉ်လက်ထက်ကတည်းကကျွန်တော်စာရေးအချိန်ချင်းတင်တယ်သူတို့စာအကြောင်းပြချင်းမရှိအကြောင်းပြချင်းမရှိတဲ့ဒီဒေါ်လာစုကြည့်လက်ထက်မှာကျွန်တော်တို့ဆန္ဒပြပွဲလုပ်တယ်ဆန္ဒပြပွဲလုပ်တော့ ဒီကျွန်တော်တို့တောင်သူတွေကိုမတရားတဲ့ပုံမှန်တွေနဲ့ထောင်ထဲကိုသွင်းတယ်။တောင်ထဲသွင်းပြီးတော့လေးလာဟိုပြည်တဲ့နေမှာအာမခံပေးတယ်။ခုအာမခံပေးပြီးတော့တစ်ခါပြန်ရုပ်သိမ်းတယ်။ဒီနေ့ကျွန်တော်တို့တောင်သူတွေဒီနေ့၂၀ခုနှစ်မှာကျွန်တော်ပြူးလင်းပြင်သားမှာရုံချင်းရှိတယ်။ဒီနေ့ကျွန်တော်တို့တောင်သူတွေထောင်ထဲမှာဝင်ရမယ့်အခြေအနေမှာရောက်နေတယ်။မန္တလေးဒေသကြီးအတွင်းမှာနေရာကြီးပွားမှုတွေနေရာအနှံ့ပြားမှာဖြစ်ပေါ်နေပြီးအဲ့ဒီထဲကဆရာကိုင်းလုံးကြော်ကိုသာတိုင်းဒေသကြီးအစိုးရကပြည်လျောင်ဖြေရှင်းပေးနိုင်တာပါအခုလက်ရှိအချိန်ထိတော့မန္တလေးဒေသကြီးအတွင်းမှာအငင်းပွားလေယာဉ်မြေဧကသိန်းနဲ့ချီရှိနေပါသေးတယ် ော်ခုလိုလမ်းပေါ်ထွက်ပြီးစင်နာပြရခြင်းဖြစ်ပါတယ်ဒီနေ့စင်နာပြလို့မှကျွန်တော်တို့ဘာမှမထူးခြားဘူးဆိုကျွန်တော်တို့တပိတ်ခန်းခွန်ပါဖို့အစီအစဉ်လည်းရှိပါတယ်ကျွန်တော်ဒီခုမန္တလေးတိုင်းမှာရှိတဲ့မြေသိခန့်တောင်သူတွေတော်တော်များများကိုကျွန်တော်အကုန်နည်းနည်းပေါ့နော်စူပောင်းပြီးခုလိုမလုပ်တာပါဒီထက်ပွဲကြီးသွားဖို့ပဲရှိပါတယ်ဒီလိုမျိုးဆက်မဖြေရှင်းဘူးဆိုရင်အခုဆိုရလက်ထက်မှာမန္တလေးတိုင်းဒေသကြီးအတွင်းတောင်သူတွေတရားစွဲဆိုခံရတဲ့အမှုပေါင်း300ကျော်အထိရှိလာခဲ့ပြီးစိုက်ပျိုးရေးလုပ်ငန်းနဲ့ကျေးလက်တောင်သူတွေပေါ်တရားမျှတမှုမရှိဘူးလို့ဆန္ဒဖော်ထုတ်သူတွေက ပြောဆိုထားပါတယ်ရှင်။ တမရဒေါ်နယ်ထရပ်ရဲ့အငင်းပွားပွဲခီးတော်လာ권တင်းကျပ်မှုစတင်အသက်ဝင်လာပြီဖြစ်တာကြောင့်မွတ်စလင်အဓိက6နိုင်ငံနဲ့ဒုက္ခသည်တွေဟာအမေရိကန်နိုင်ငံတွင်ဝင်ခွင့်ရဖို့အတွက်တင်းကျပ်တဲ့စီးမျဉ်းတွေကိုရင်ဆိုင်ကြရမှာဖြစ်ပါတယ်အမေရိကန်နဲ့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းဒါမှမဟုတ်ဆွေမျိုးမိသားစုဝင်တွေမရှိဘူးဆိုရင်ပြည်ဝင်권ဗီဇာညှင်းပယ်ခံရမှာဖြစ်ပါတယ်ဆီးရီးယားဆူဒန်ဆိုမာလီးယားလီဗျာအီရန်နဲ့ဂျီမင်းကဗီဇာအသစ်လျှောက်ထားသူတွေအားလုံးနဲ့ဒုက္ခသည်တွေအားလုံးကိုအဆိုပါစီးမျဉ်းကျင့်သုံးမှာဖြစ်ပါတယ် ဟာဝိုင်အီကတော့အဆိုပါစည်းမျဉ်းနဲ့ပတ်သက်ပြီးဖက်ထရယ်တရားသူကြီးတဦးကိုရှင်းလင်းချက်ထုတ်ပေးဖို့တောင်းဆိုထားပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးဖက်ထရယ်အစိုးရဟာမသိလျော်တဲ့နည်းနဲ့လူတွေကိုခွဲခြားမှုလုပ်တာဖြစ်ကြောင်းဟာဝိုင်အီကဆွဆွဲပြောဆိုခဲ့ပါတယ်။မွတ်စလင်၆နိုင်ငံကလူတွေပေါ်ကန့်သက်ချက်အစ်စ်ကရပ်ပေါင်း90အသီးဖြစ်ပြီးဒုက္ခသည်တွေကတော့လာမယ့်ရပ်ပေါင်း120အတွင်းကန့်သက်ချက်အစ်စ်တိုင်းလိုက်နာရမှာဖြစ်ပါတယ်ခင်ဗျာ။အီရန်အစိုးရတပ်ဖွဲ့တွေကမော်စူးမြို့မှာရှိတဲ့ IS ကျမ်းဖက်သမားတွေဖြစ်စည်းထားတဲ့ NUR Blee G ကိုဇော်လ29ရက်နေ့ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အခုလိုမျိုး Blee G ကိုပြန်သိမ်းပိုက်နိုင်ခဲ့တာဟာ IS အစိုးရအဖွဲ့တွေကြာဆုံးမဲ့လမ်းစာဖြစ်တယ်လို့ IRA ဝန်ကြီးချုပ် Everdi ကပြောပါတယ်။ IRA ဆိုရတပ်ဖွဲ့တွေအနေနဲ့စတူရန်မိုင်3000ကျော်ကိုပြန်သိမ်းနိုင်ပြီးလူ၄သန်းကျော်ကိုပြန်ကယ်နိုင်ခဲ့ပေမဲ့ IS တို့လက်ထက်မှာစတူရန်မိုင်1000ကျော်ကျန်ရှိနေသေးတယ်လို့ IRA ညွှန်ပေါင်းအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ မော်ဆူးမျိုးကနေမျိုးတွေကိုပြန်သိမ်းပိုက်မှုဟာ IS ဖွဲ့တို့အခွန်ရရှိမှုနှဲပါသွားစေခဲ့ပါတယ်။ IS ဖွဲ့တွေက UNRWA ဗလီကြီးကိုဖျက်ဆီးရတာအမေရိကန်တို့ဘုံကျဲမှုကြောင့်ဖြစ်တယ်လို့ပြောပေမဲ့ရုပ်တံဖိုင်တွေကအဲ့ဒီဗလီကြီးကို IS ဖွဲ့တွေကကိုယ်တိုင်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ MCN သတင်းဌာနရဲ့ဒီကနေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့ဒီမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုတော့ www.mcntv.new မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြင်တဲ့ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ MCN နေ့စဉ်ရုပ်သံအစီအစဉ်ကိုရှုစားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကြော်တိုးလေးပါခင်ဗျာ။